ော်ရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိကျေးရွာတွေကပြည်သူတွေအနေနဲ့ထောက်ခံစာပါမတာဈေးဝယ်ယူခွင့်ရှိတယ်လို့သိရှိရပါတယ်ဈေးဝယ်ယူခွင့်ထောက်ခံစာမှာရက်စွဲနဲ့ပစ္စည်းအမျိုးအမည်အရေအတွက်တွေပါအတိအကျပြောပြီးတော့မှထောက်ခံပြုလုပ်ပေးနေတာဖြစ်ပါတယ်။ငတိုင်းချောင်းမြို့ကိုကုန်းလန်းကနေဈေးလာဝယ်တဲ့အခါစစ်သားရဲပြည်သူစစ်တွေကဂိတ်တိုင်းမှာ တာပြီးစစ်တာကန်နာစိတ်မှာအတင်းကျပ်ဆုံးမယ်လို့ငတိုင်းချောင်းမြို့နေဒေသခံတူက ERI Times ကိုပြောပါတယ်။ နိုင်ငံသားစီစီရေးကပ်ပြားအမှတ်နဲ့တွားရောက်ဝယ်ယူမဲ့မြို့နံမဲကိုပါအတိအကျဆင်ရင်ပေးမှသာစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုအဖွဲ့ကထောက်ခံစာ ပြုလုပ်ပေးတယ်လို့ဒေသခံတွေစီကသိရပါဗျ။ငတိုင်းချောင်းကန္နာစိတ်မှာရဲမိသက်အုပ်ချုပ်ရေးမှုအဖွဲ့တွေနဲ့ပြည်သူစစ်တွေကပါပြည်သူတွေကိုစစ်ဆေးရေးတင်းကျပ်နေတယ်လို့သိရှိရပါဗျ။ ရေကြီးမြို့နယ်ရေနသာစစ်စေးဂိတ်မှာလဲစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားပြီးအဲ့ဒီစစ်စေးဂိတ်မှာကုန်းမြင့်တိုင်းနယ်ခြေပါအုပ်စုတွေကိုဝင်ရောက်လိုပါကဒေသခံတွေကသာဝင်ကွင်းပြုထားပြီးအပြင်လူတွေကိုတားဆီးစစ်စေးကဝင်ကွင်းမပြုတော့ဘူးလို့သိရှိရပါတယ်။စစ်ကောင်စီကရေကြီးအမြောက်တက်အမတ်တ300လေးတိုက်ခိုက်ခံရချိန်မှာရေကြီးမြို့ဝင်ထွက်တွေကိုစီစစ်တင်းကျပ်ကတားမြစ်ပိတ်ပင်မှုတွေလှုပ်ဆောင်လာတာဖြစ်ပါတယ်။ ။အေယောင်ရီတိုင်းပသိမ်မြို့နယ်မှာဇွန်လဒုတိယပတ်တွင်လူငယ်နှစ်ဦးကိုကြိုတင်အသိပေးတာမရှိဘဲစစ်မှုထမ်းဖို့အာဓမဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သတင်းရရှိပါရယ်။ပသိမ်မြို့နယ်မြင်းကကွင်းကျေးရွာနယ်ချက်ပောင်ကျေးရွာကလူငယ်နှုတ်ကိုတက်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေကချိုတင်အကြောင်းကြားတာမရှိဘဲစစ်မှုထမ်းဖို့ဖမ်းဆီးခွန်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါရယ်စစ်မှုရန်အစားထိုးဖို့လမ်းစဉ်ငွေပေးနေတဲ့ကြားကစစ်မှုရန်ပါတယ်ဆိုပြီးဝင်ဆွဲတာ အုပ်ကြီးတွေကိုယ်တိုင်ပါတယ်လို့ဒေတာကန်တူးက AR Times ကိုပြောပါရယ်လက်ရှိမှာဖမ်းဆီးထားတဲ့လူငယ်တွေကိုစစ်တပ်ထဲမှာခေါ်ဆောင်ထားပြီးမိဘတွေနဲ့အဆက်အသွယ်မရကြောင်းသိရှိရပါတယ်အဲ့ဒီဖြစ်စဉ်တွေကြောင့်ပသိမ်မြို့နယ်မှာအုပ်ချုပ်ရေးမှုတွေရဲ့ဥပဒေမဲ့ဖန်ဆီးပြီးစစ်မှုရန်ခေါ်ဆောင်ခံရမှာကိုပြည်သူတွေကစိုးရိမ်နေရတယ်လို့သိရပါဗျ။စစ်ကောင်စီကစစ်သားစုဆောင်ရာမှာ ် ARD တိုင်းပါဝင် အခြားတိုင်းနဲ့ပြည်နယ်အချို့မှာလူငယ်တွေကိုအတမဝင်ရောက်ဖမ်းဆီးမှုတွေပိုမိုလှုံ့ဆော်လာနေခြင်းဖြစ်ပါတယ်။အေရီတိုင်းဟင်းဒရာမြို့နယ်တွင်ရှိအိပ်ပြက်ကျေးရွာအုပ်စုမှာအေရီမြို့တိုင်စားမှုကကံကွယ်ဖို့ကန်ထိန်နယံတွေတိစောက်ထားပေမဲ့ကမ်းပြိုကျမှုတွေဇက်တိုက်ဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကမြေတိုက်စားမှုကြောင့်ပေတရာခန့်ကမ်းပါပြိုကျမှုတွေဖြစ်ပွားခဲ့ပြီးဇက်တိုက်ပြိုကျမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။ကန်ထိန်နိုင်ငံတွေကစောင့်နေရင်းနဲ့ကိုကမ်းပါကအိကျနေတာပဲ။သတိနဲ့တော့နေရတာပေါ့။ဖြစ်လာရင်ရွှေပြောင်းမှုပြင်ဆင်ထားရတယ်လို့ဒေသခံတူက ARD Times ကိုပြောပါရတယ်။ ိမ်ပြန့်ကျေးရွာအုပ်စုမှာနှစ်စဉ်ကမ်းပြိုကြကနေအိမ်တွေရွှေ့ပြောင်းနေရမှုတွေကြောင့်အမျိုးသားတပါမဘေးအနေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရမုံငွေနဲ့ကန်ထိန်နိုင်ရန်တွေတိစောက်ထားပေမဲ့လည်းဆက်လက်ပြိုကျနေဆဲဖြစ်တယ်လို့သိရှိရပါတယ်။အေရီတိုင်းမှာမိုးရင်းကာလအတွင်းမြေတိုင်ဆာမှုတွေကြောင့်နေအိမ်တွေလမ်းတွေပျက်စီးဆုံးရှုံးမှုနှစ်စဉ်ကြုံတွေ့နေရပါတယ်။ အေရီတိုင်းဝါခဲမမျိုးနဲ့တပြေချောင်းကျေးရွာအုပ်ချုပ်ရေးမှုကပြည်သူစစ်မှုရန်အကြောင်းပြငွေတောင်းယူပြီးတော့အဲ့ဒီငွေကြေးတွေကို KTV မှာသုံးဖြုံးနေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီခန့်တပြေချောင်းကျေးရွာအုပ်ချုပ်ရေးမှုမှာဥစားနီမောင်ဖြစ်ပြီးကြန့်ခိုင်ရေးပါတီစီယုံရေးမှုဥညွန့်ဝင်းလိုက်နဲ့ပေါင်းပြီးပြည်သူစစ်မှုရန်ထောက်ပံ့ဖို့အတွက်ဆိုပြီးတော့နေအိမ်တိုင်းကိုလာဆင်ငွေတောင်းယူနေတယ်လို့ဒေသခံတွေကပြောဆိုပါရယ် လစဉ်ငွေတောင်းပြီး KTV သွားတယ်ဘီယာတောက်တယ်မဟုတ်တာတွေပါလုပ်တယ်အပတ်စဉ်ရတော့မဟုတ်ဘူးသူအတုံးပြက်ပတ်စံကုံရင်ထတ်တောင်းတာသူအကြောင်းသတင်းဌာနတခုမှတက်တုံးကလည်းရွာတွေကလူတွေကိုစစ်တက်ခေါ်ပြီးဖမ်းဆီးမယ်လို့ချိန်ချောက်တယ်လို့ဝါခေမာမျိုးဒေသခံတူက ARD Times ကိုပြောပါရတယ် အုတ်ချုပ်ရည်မှုဥစားနီမောင်ဟာပြည်သူစစ်မှုရန်မပါတဲ့နေအိမ်တွေကိုသုံးသောင်းကျက်တောင်းယူပြီးပြည်သူစစ်မှုရန်အကျုံးဝင်တဲ့နေအိမ်တွေကတော့တိတ်နဲ့ချီပေးဆောင်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ဥစားနီမောင်ဟာပြည်သူစစ်မှုရန်အကျုံးဝင်တဲ့၎င်းရဲ့တားဖြစ်သူကိုတော့ထိုင်းနိုင်ငံကိုပို့ဆောင်ထားပြီးကျေးရွာအတွင်ကြန့်ရှိနေတဲ့လူငယ်တွေကိုသာအာဓမစစ်မှုထမ်းခိုင်းတဲ့အတွက်လူငယ်အများစုမှာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ ငွေတောင်းတဲ့ကိစ္စတွေကို PDF တိုင်မယ်လို့သတင်းတွေထွက်တော့ PDF ဆိုတာလေးပဲရှိတာဘယ်ကောင်းမှမကြောက်ဘူးလို့အမဲပြောတယ်။ကြိုက်တဲ့ကောင်လာလို့လည်းစိန်ခေါ်တယ်လို့ဒေတာကန်တူးကဆက်ပြောပါတယ်။စစ်ကောင်စီကအုပ်ချုပ်ရေးမှုအများစုဟာစစ်မှုရန်အကြောင်းပြပြီးငွေတောင်းယူမှုတွေပြုလုပ်နေပေမဲ့ဆွေမျိုးတော်ဆက်သူတွေကိုငွေတောင်းယူမှုမပြုလုပ်တဲ့အပြင်၎င်းတို့နဲ့နှိဆက်သူတွေရဲ့သားသမီးတွေကိုလည်းစစ်မှုရန်အမည်စင်ရင်မပေးဘူးလို့ဒေသခံတွေကပြောပါရယ် အေရီတိုင်းတာပေါင်းမြို့နယ်တွင်ရှိခြေရွာချို့မှာဈေးဆိုင်ပန်းရှင်တွေကွန်ပျူစီဝယ်ယူရာမှာအုတ်ချုပ်ရည်မူထောက်ကန်စာရယူနေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။တာပေါင်းမြို့နယ်ရေကြီးမြို့တွေကိုစားတောင်းကုန်နဲ့လူသုံးကုန်ပစ္စည်းတွေမှာယူဖို့အတွက်အုတ်ချုပ်ရည်မူတွေရဲ့ထောက်ကန်ချက်စာပါမှစစ်ဆေးဂိတ်တွေကခွင့်ပြုပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရောင်မှာတော့ဈေးမှဘူထောက်ခံစာလုပ်ရင်တစောင်းတစောင်းပဲမဟုတ်ရင်တည်လို့မရဘူးလို့ဒေတာကန်တူက ARD Times ကိုပြောပါရယ်။တာပေါင်းမကြီးစင်ကာလန်နီကျေးရွာတွေမှာအာရခတက်တော် A ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့ကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းရိခါတွေပို့ဆောင်တယ်လို့ဆိုပြီးအခုလိုကန့်တတ်နေခြင်းဖြစ်နိုင်တယ်လို့ဒေတာကန်တွေကပြောပါရယ်။ ARD တိုင်းရှိငတိုင်းချောင်းလေးမျက်နှာမြို့နယ်တွေမှာအာရခတက်တော် A ပူပေါင်းတက်တွေနဲ့ စစ်ကောင်စီတက်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကကုန်တယ်ယူခွင့်ကန့်သက်တာလုပ်ငန်းရှင်တွေကိုထောက်ပံ့နေလို့ဆွဆွဲကဖမ်းဆီးတာတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါဗျ။